စစ်ကောင်စီကစစ်မှုထံအပတ်စဉ်၉ကိုဧပြီလ၄ရက်နေ့ကတင်နန်းဆင်းပေးခဲ့ပြီးငလင်တန်အသင့်တိုင်းစစ်ဌာနချုပ်ကတပ်သားတစ်တွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးမှာတာဝန်ပေးသွားမယ်လို့စစ်ခေါ်ရေးနဲ့နှိစက်သူတွေစီကနေသိရပါဗျ။စစ်မှုထံအပတ်စဉ်၉တင်နန်းဆင်းပွဲကိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွှဲပြီးကြံတိုင်းစစ်ဌာနချုပ်၃ခုမှမနေ့ကပြုလုပ်ခဲ့တာလို့စစ်ခေါ်ရေးအဖွဲ့နဲ့နှိစက်သူတယောက်က DVB ကိုပြောပါဗျ။ငလင်တန်အသင့်နဲ့နာပတရပခ လပခနဲ့နမခတင်နန်းစင်တတသစ်တွေကိုကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးမှာတာဝန်ပေးသွားမှာဖြစ်ပြီးမပါတဲ့တိုင်းတွေကတတသစ်တွေကိုတော့ခြေလင်းခြေမြန်တဲ့လက်ယုံတက်ကိုပို့မှာလို့ပြောပါတယ်ငရီတန်သင်ခဲ့တဲ့ဩတာသီရီမျိုးနဲ့မိုးဆွေအခြေဆိုင်တကကနှစ်စစ်တင်နန်းចောင်းကအပတ်စဉ်ကိုတင်နန်းစင်တတသစ်တွေကိုနေပြည်တော်မှာရှိနေတဲ့တရင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီးပြည်လဲကယ်ဆယ်ရေးအတွက်တာဝန်ပေးမှာလို့နေပြည်တော်သတင်းအကြီးမြစ်က DVB ကိုပြောပါတယ် နေပြည်တော်မှာတက်စကန်တွေနဲ့ဌာနဆိုင်ရာယုံတွေထိခိုက်တာများပြီးတည်ကြည်တာလည်းများပြားနေတာကြောင့်တကကနှစ်ကတင်းနှန်းစစ်တွေကိုပြန်လည်ကယ်ဆယ်ရေးမှာတာဝန်ပေးသွားမှာလို့သူကရှင်းပြပါဗျ။စစ်ကောင်စီကသတ်မှတ်ထားတဲ့ငလင်တန်တင့်တိုင်းစစ်ဌာနချုပ်တွေကတော့နေပြည်တော်တိုင်းအလဲပိုင်းတိုင်းအနောက်မြောက်တိုင်းအရှေ့ပိုင်းတိုင်းနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွေပဲဖြစ်ပါရဲ့ရှင်။